ကလေးပုံစံလုပ်ထားသူကဟိုလုပ်ထားတာဆွဲထားတာမဟုတ်ဘူးဒီလိုမျိုးလေးထွန်းတာညွာရောအခုရောက်တာရောညွာရောမိုင်အမီရဲ့ဝင်းဝုဒ်ဝေါ်ရောက်နေပါပြီဆိုတော့ဝင်းဝုဒ်ဝေါ်ဆိုတာဘာကိုပြောချင်တာလဲဆိုတော့ဒီမှာဒီလိုမျိုး နိုင်ငံတွေမှာအဲ့လို gravity တွေဆွဲတာအဲ့လိုပေါ့နော်ရုပ်ပုံလေးတွေဆွဲတာအဲ့ဒါလေးတွေသူတို့ဒီမှာနာမည်ကြီးတဲ့အတခုပေါ့နော်မိုင်ယာမီရဲ့အတခုအဲ့ဒါလေးတွေကိုလူကတော့သွားကြည့်ရဖြစ်ပါတယ်ဟိုဘက်မှာကျန်းဟိုမှာကျန်းရိုက်ရမှာဟွန်းမနက်လာသွားတော့လည်းဝင် དེ 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 နွားရောဝင်းမှုဝေါ်ကိုမဝင်ခင်မှာနေ့လေလေရောက်နေပြီဆိုတော့ဒီနားမှာရှိရဲဆိုင်လေးမှာနေ့လေစာရင်ဆုံးဝင်စားဖြစ်ပါတယ်အဲ့တော့ဒီဆိုင်လေးကတော့ချစ်စရာလေးပေါ့နော်ချစ်ဖို့ကောင်းတယ်သူကတော့အဲဒီမှာတော့ထမင်းနေပါတယ်နွားရောအေရှန်စားစာတွေတော့မရဘူးပေါ့နော်အဲဒါပေမဲ့နွားရောအဲ့မှာမှာစားဖြစ်ခဲ့ရဆိုလို့ရှိရင်အာလူးကြော်ရဲပြီးတော့ဒီကြက်ကြော်ပေါ့နော်ဒါကတော့နွားရောအဲမှာစားဖြစ်ခဲ့တဲ့ဟာပေါ့နော်ဆိုတော့ဒါကတော့အဲဒါမက္ကဆီကိုဖုတ်ရောင်းတဲ့ဆိုင်ပေါ့နော်ဆိုတော့အဲ စားလို့တော့ကောင်းပါတယ်ဒီရဲ့အစားတောင်လေးလည်းမစိုးဘူးပေါ့နော်ဒါလေးစားပြီးတော့နူအရို့ခုဝင်မှုဝေါ်တဲ့ကိုဝင်ပြီးတော့မှလဲမှာဖြစ်ပါတယ် okay let's go လာလာမယ်ဖြစ်စီရပေါ့ဟောက်ကိုလေးဒါကခလေးခလေးပုံနေနေဟုတ်တယ်ဒါကနူအရို့ဝင်မှုဝေါ်ပေါ့နော်သူကဒီထဲဝင်ရဒီထဲဝင်ဖို့ကတယောက်ကို12ချက်ပေးရတယ်တက်ဆက်မှလည်းဆို25ချက်ပေါ့နော်သူကဒီလိုမျိုးဟိုလေးလိုက်ကြည့်နေတယ်ကြွရလုံနေသလိုပဲပုံစံတွေကမသိဘူးခရီးရမိုက်တယ်တောင်းဝင်ရိုက်ချင်တာနူအရို့ဒီမှာထီးနေသွားနေရ မိုးရွာနေလို့ဘာဟိုကဘာအကြီးဆုံးဟို street street art museum ဒါတော့နော်ပထမဦးဆုံးမြင်မြင်ချင်းတွေ့ရတဲ့ art ပေါ့နော်ဒီဘက်မှာလည်း art တခုရှိတယ်ဒီမှာတော့ museum တွေလည်းဝင်ကြည့်လို့ရအမိုးကရွာနေတော့နည်းနည်းလေးတော့အမှားဖြစ်တယ်ဟောလာတေးစစ်တမန်ကဟုတ်ကဲ့ဒီလိုနဲ့တော့ဟုတ် ကလေးပေါ်သာလှုပ်ထားပါတော့เนาะခင်ဗျားတို့ဓပုံလေးရိုက်လိုက်ပါဦးမယ်ဟိုက street art ဆိုအပြင်ကအောက်ဒိုးပြင်နေတယ်အဲ့ဒါကြောင့်မို့ချင်းနဲ့တော့ခါနေချင်းနဲ့တော့ခါနေရမိုးကလည်းရွာတယ်ဒီနေ့မှာအခုပတ်မှာလည်းရွာနေတယ်မိုးက future is and written the future is and အဲ့လေးနေရကြတယ်ကဲနွားတို့ရဲ့ဒီဝင်းဟုတ်ဒီဝေါ်မှာပြထားတဲ့ဒီမှာ artist နာမည်လေးပေါ့နော်ဆိုတော့ okay နွားနဲ့သူတို့သွားပြီးရောဒီဘက် session artist ပေါ့နော်ဆိုတော့နွားနဲ့သူတို့သွားကြည့်ရအောင် အတရားကြောင့်သူကတကယ်ကိုခံစားတတ်ရင်တော့တော်မိုက်တယ်။သူ့အကတမျိုး။ဘာလေးလဲမိုက်ရောဟုတ်လား။ဟဲ့လမိုက်လား။ဖလမင်ဂိုနဲ့မိချောင်းနဲ့။ဩဟုတ်တာဖလော်ရီဒါမှာမိချောင်းပေါ်ရအောင်။မိချောင်းနဲ့။ဟုတ်ဟုတ်ဖလမင်ဂိုဆိုတာဟုတ်ပါဟုတ်တယ်။ဒီဘက်မှာပါရှိရ။ဒါမှမဟုတ်ဝင်လို့မရ။အဲ့ငုံကို တယ်မှန်ကြဒီမှာဟိုလောက်ထားမှန်ဒီကဟောင်းတော်တော်လေးလက်ဝင်အောင်ရေးထားဟိုဆွဲထားရမှာနော်တော်တော်ဆွဲထားတော်တော်လေးလက်ဝင်တေချာလေးကိုသူလောက်ထားပြီးတော့ဒီဝင်းမှုဝေါ်မှာရှိတယ်ဒီအတရာပေါ့နော်တစ်နှစ်နဲ့တစ်နှစ်တော့ပုံစံမတူကြဘူးလာပြီးတော့တစ်နှစ်တစ်ခါမှာဆိုလို့ရှိရင် artist တွေကလာလာပြီးတော့ဒါအောင် repaint ပြန်လုပ်ကြရအပြန်ပြီးဆွဲကြတာဒါမျိုးလေးရှိရပေါ့နော်ဆိုတော့တစ်နှစ်နဲ့တစ်နှစ်ကတော့တွေ့ရတဲ့အတရာတော့မတူပါဘူး ဟုတ်ကဲ့ဆက်နေကြဆိုအများကြီးနဲ့ expert လုပ်နေရဟုတ်ကဲ့ဘယ်ညခါလေးလုပ်လို့ကညူယောက်ရခါလားမသိဘူးညူယောက်ကယထာကိုသူတို့ယထာမှာ gravity ဆွဲထားတယ်။ဒီမှာဒီလိုတရားလေးလက်မှတ်။အော်ဒါလေးလား။ဒါတော့တော်တော်လားပဲ။တော်တော်လားတော်တော်အသက်ဝင်။နော်။ တော်တော်တော်တချက်လောက်ကာရရရဒါဟိုဓာတ်ပုံရလဲဒါကတော့ Noa ro Art Gallery ထဲဝင်နေရဖြစ်ပါတယ်။အဲ့တော့ဒီဝင်မှုဝေါ်မှာဆိုလို့ရှိရင်လည်းဘယ်လိုမျိုး artist တွေကလာပြီးဆွဲကြတာများလဲဆိုလို့ရှိရင် Brazil တို့ Japan တို့ Spain တို့စသဖြင့်ပေါ့နော်ဒီနိုင်ငံတကာအမှုပညာရှင်တွေလာဆွဲထားတာဖြစ်တဲ့အတွက် Noa တို့တွေ့ရတဲ့ဒီ art ပုံစံတွေက international ပုံစံနဲ့ပို့ပြီးတော့မှအဲ international vibe ကို ပို့ပြီးတော့မြင်ရတယ်ပေါ့နော်။ ပြီးတော့နောက်တစ်ခုကဒီ art gallery မှာဆိုလို့ရှိရင်လည်းနူဝါတို့ဒီပကြီကတစ်ခုချင်းစီမှာဆိုလို့ရှိရင်သူကတန်ဖိုးလေးရေးထားရပေါ့နော်တချို့ကျတော့ဒီမှာအရန်အကိုအရန်ယူသွတ်တဲ့သူရှိတယ်ဝါသနာအရန်ပါတဲ့သူရှိရယ်ဒီလိုလူမျိုးကြီးဆိုလို့ရှိရင်တချို့ကျတော့ဟိုနူဝါရှေးဟောင်းပစ္စည်းလေးစုရတာမျိုးဝါသနာပါတာမျိုးရှိရယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလူတွေဆိုလို့ရှိရင်တော့ဒီ art တွေကိုဝယ်ပြီးတော့သူတို့ကအဲစုကြတာမျိုးရှိရယ်ဆိုတော့ဒီပြောချင်တာကတော့ဒီရဲ့ art တွေကိုလည်းဒီမှာဝယ်လို့ရတယ်ပေါ့နော်ဒါမဲ့ ဈေးတွေကတော့တော်တော်ဈေးကြီးတယ်ဒေါ်လာတသိန်းကျော်9000ကျော်6000ကျော်ပေါ့เนาะဆိုတော့ဒီအကိုတကယ်ယူသွတ်တဲ့သူအတွက်ဆိုလို့ရှင်တော့ဒါတန်တယ်လို့ထင်တယ်ပေါ့เนาะဒါပေမဲ့နှုန်းအတွက်ကတော့အရင်ဈေးကြီးလွန်းနေဟိုလို့ခန်းစားရတယ်ပေါ့เนาะဆိုတော့တော်တော်လေးဈေးကြီးရယ်ဒေါ်လာတသိန်းကနေပြီးတော့အစားအစာရှိရယ်ပေါ့เนาะ9000 6000အထက်တွေပဲရှိရပါပေါ့เนาะ ဒီဝင်းဝူဝရဲ့ထူးခြားချက်ကသူကပထမတစ်ချက်ကတော့အောက်တိုဒီမ ్యూ ဇီယံတစ်ခုဖြစ်တယ်ပေါ့နော်စထရီမ ్యూ ဇီယံတစ်ခုဖြစ်တယ်ပြီးတော့တော့သူကဒီလိုမျိုးနူဝါတို့ချို့ဟာလေးဆိုလို့ရှိရင်ပကြီကတစ်ချက်လို့တောင်မှမထင်ရဘူးအဲတကယ်ကိုဓာတ်ပုံတစ်ခုကိုကြည့်နေရတယ်လို့မျိုး feeling မျိုး vibe မျိုးရစေရပေါ့နော်ဒီ American flag နဲ့ပေါ့เนาะဒီ US Airlan နဲ့ဟာဆိုလို့ရှိရင်တသိန်းခွဲကျော်လောက်ပေးပေးရတယ်ပေါ့เนาะဆိုတော့ဒီပကြီကတစ်ချက်ကအိမ်တစ်လုံးရဲ့ down payment အောင်ချလို့ရတယ် US မှာဆိုရင်ပေါ့เนาะတော်တော်လေးဈေးကြီးပါတယ် ကဲငွားရအခုဆိုလို့ရှိရင်အပြောင်းပြန်ထွက်လာပြီးတော့အဲတခြားပကြီးလေးကိုလိုက်ကြည့်ကြမယ်ပေါ့နော်ဆိုတော့ဒါဆိုလို့ရှိရင်လည်းသူ့ရဲ့အဲပုံဖော်ထားတာလေးကတမျိုးလေးအိဗေရောနူကတေးချာမသိဘူးပေါ့နော်ဒါပေမဲ့အဲပုံလေးတွေကတော့အဲ့လိုကာတွန်းပုံလေးဆိုတော့ကြည်ရတာတကယ်မိုက်တယ်ပြီးတော့အပြင်မှာကြည့်လို့ရှင်ပို့ပြီးတော့ရုပ်တွေကကြွတယ်လို့ပို့ပြီးခန်းစားရတယ်ပေါ့နော်ဗီဒီယိုထဲမှာတော့တိတ်မသိတာပဲနည်းလေအပြင်မှာပို့ပြီးတော့ခန်းစားလို့ကောင်းတယ်ပို့မိုက်ပါတယ် ဒီတစ်ခုကတော့ဟိုကတော့ဓာတ်မှန်လေးကလူရိုးပုံစံလေးကိုပုံဖော်ထားတာပေါ့နော်ဒီနေ့မှာမိုးကလည်းတော်တော်ရွာနေ ਆ ဆိုတော့တော်တော်လေးကိုတွားလာတာနည်းနည်းခက်တယ်ပေါ့နော်ထီးတစ်ဖက်နဲ့ဗီဒီယိုရိုက်ချင်တာနဲ့ဖုန်းနဲ့ရိုက်ချင်တာနဲ့ဆိုတော့နည်းနည်းလေးတော့တိုင်ပတ်ပါတယ် ကဲနောက်တစ်ခုကတော့နှူကတော့ဝင်းဝူဒေါ့စ်ကိုသွားပါမယ်အဲ့တော့ဒီရေးမှာပြထားတဲ့ပကြီးကားတွေကဝင်းဝူဒေါ့ဆိုတဲ့အတိုင်းပဲပေါ့နော်သူတို့ဆွဲထားတဲ့ပုံစံလေးတွေက တကားပေါက်မှာဆွဲထားတာပေါ့နော်ဆိုတော့တကားပေါက်တီလိုမျိုးခံစားမှုကိုရစေတဲ့ art မျိုးပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်လှတယ်ဒီမှာဟိုပါပေါ့အဲရေခဲမုံပုံစံလေးကိုသူတို့အယောင်ဆောင်လေးချဲထားတာလေးကတော်တော်မိုက်တယ်အနီးကသွားကြည့်မယ်ဆိုရင်သူကလာလေးတွေတုံးထားတာအစားမိုက်တယ်ပေါ့နော် ဒီမှာဆိုလို့ရှိရင်လေဒီ Florida မှာရှိတဲ့အဲဒီအကာချော်ပေါ့နော်အဲ့ဒါတွေကိုသူကဒီမှာပကြီလေးပြထားတယ်ဒါဆိုတော့ခုနကပြောသလိုပဲသူကတကားပေါက်လိုပုံစံမျိုးပကြီဆွဲထားတာပေါ့နော်ဒါလေးလောက်ထားဆိုလို့ရှိရင် တော်တော်လေးမိုက်တယ်ပေါ့နော်သူကဟိုအပေါက်တစ်ခုကိုဒီရဲ့ Superman ပြန်သွားတဲ့ပုံစံမျိုးလေးတွေသူတို့လောက်ထားတယ်ဖန်တီးထားတယ် ဒီမှာဆိုလို့ရှိရင်လေသူကအလေးတွေကိုပြထားရပါတော့။ဟိုမှာကိုကအနဲ့ပတ်သက်ပြီးတော့ဘာအကြောင်းအရာကိုဆွဲထားတာလဲ၊ဘလို့စိတ်ခံစားမှုကိုဆွဲထားတာလဲ၊ဘာအကြောင်းအရာကိုသူက message ပေးချင်တာလဲဆိုတာလေးကိုလည်းဒီက scan ဒီ QR code လေးကို scan လုပ်ပြီးတော့နှောင်းကိုလေ့လာလို့ရရပါတော့။ဆိုတော့အဲဒီဘက်ဘေးကပုံဆိုလို့ရှိရင်လေတော်တော်မိုက်တယ်။သူကလုံးဝဒီလမ်းဘက်မှာအဲခောက်ပြီးကြာနေတဲ့ပုံစံမျိုးလေးလုပ်ထားတာလေးကတော်တော်လေးမိုက်တယ်ပေါ့နော်။ ဒီဝင်းဝူဝေါ်လီရဲ့ history ကိုပြောပြရမယ်ဆိုလို့ရှိရင်သူက2009လောက်မှာတိုနီဂိုမန်းဆိုရယ်လူကနေပြီးတော့စခဲ့ရပါတော့။ဒါပေမဲ့2009ဆက်ဆက်ချင်းလောက်မှာဆိုရင်သူကဒီလမ်းမှာပေါ့နော် street gravity ရေးဆွဲတဲ့ပုံစံမျိုးနဲ့ပဲသူကစတင်ခဲ့တာပေါ့။ဒါပေမဲ့အရင်ကြီးမအောင်မြင်သေးဘူး။ဒါပေမဲ့ခုနောက်ပိုင်းမှာတော့အာဒါနိုင်ငံတကာကနေပြီးတော့မှ artist တွေတော်တော်များများကဒီမှာလာဆွဲကြတာပေါ့နော်။အာဝင်းဝူ garden ဆောက်ပါဦးရ။ဆက်နေချက်တန်းလာတယ်။တန်းလာတယ်။ ခဏချက်ကတန်တယ်ก็ซีมูหลูเลยอ่ะเนาะอ๋อแล้วเพียงไหนดีอัศจรรย์เนี่ยปูเลยเจอครับโอเคเพียงไหนมีปုံมีปုံนี่ตัวปုံพอละมีนี่เนี่ยลงมาไม่ได้ดูอ่ะโอ้มันต้อมแมนเจอรี่ล่ะเจอรี่တော့ดู ဟုတ်ဟုတ်ရအနောက်မှာမှုတ်လို့ရတော့မှုတ်လို့ရဒီမှာမှုတ်လို့ရဒါကိုကိုဒီမှာဖေးမှုတ်တယ်နော်ကိုကိုမှုတ်ရှင်တယ်ဆိုလို့အက်ဒက်ဗီတရားကို25ကျပ်ပေးပြီးရောမှုတ်ရှင်တယ်မှုတ်လို့ရအများလို့တရား25ကျပ်ပေးရင်တော့တို့ကိုကိုမှုတ်ပေးတာကိုကိုမှုတ်လို့ရမဲမောမူလာနေရတဲ့ကြောင်ပြီးတော့25ကျပ်တော့နည်းနည်း too much ဖြစ်တယ်လို့ခံစားအမေတော့နိုင်ဝက်လာမလို့ဒီမှုတ်တယ် တိုင်းဝတ်တော့ပြမဟုတ်ဘူး။အမနိုင်ဝတ်တော့ထိုင်မမှုန်နိုင်ဘူး။မဟုတ်ရအောင်မဟုတ်တော့ခေါင်းမအောင်ပါပဲမဟုတ်ပါ။အမနဲ့ဒါပေမဲ့တုံးမိနစ်30ကျော်ကိုကြိုက်တာမဟုတ်ဘူးပြင်မှာမဟုတ်တာ။ဒီဘက်ကတော့အားကြောင့်ငါပေါ်ဝဲတော့ပြောတာကြည့်ဒီမ ्यू ဇီယံမှာဆိုလို့ရှိရင်သူပကြီးပဲဆွဲတာမဟုတ်ဘူးတခြားလက်တွေနဲ့ထုဆစ်ထားတဲ့ကြောက်တုံးတွေကိုထုဆစ်ထားတဲ့ဟာလေးတွေလည်းပြထားတယ်ဆိုတော့ပို့ပြီးတော့ကြည့်ရတဲ့သူအတွက်အသက်ဝင်စရာပေါ့နော်ဒါလည်းအတွက်နော်ဒီစချင်း 多少个麦子？嗯、不对对对，五五五，两亩，两万多。两万多。两。咱这麦子多不多？再上外面，再咱别做嘛呗。买呢？买多嘞，不值。再上那啥地疙瘩。好的。 ် US ကလည်းအတန်ပတ်သက်ပြီးတော့မညံ့အောင်လုပ်ရအောင်မင်းချမ်းအောင်ချမ်းအောင်ပြီးတော့ပုံစံမတူအရှိတ်အချမ်းနဲ့နောက်ဘက်အချမ်းမတူမတူဟုတ်တယ်ဒါကနည်းနည်းအရှိတ်ဘက်ကပုံစံတစ်မျိုးလေးသူ့ပုံစံဟုတ်တယ်မစတူရကလည်းတစ်မျိုးပေါ့လို့ပြောရတယ်ဟုတ်တယ်ရှိရမယ် When I do a celebration 3 after September 3. ဒီဟာတော်တော်မှလှုပ်ထားတာ သူတို့ကကြွအပြင်ဝင်အပြင်မှကြီးလိုက်ကြွတက်နေတယ်လို့ပြည့်သူကဟောလုံးထားတာဆွဲထားတာမဟုတ်ဘူးဒီလိုမျိုးလေးထွန်းတာတော့အနီးကပ်လေးဆိုတော့ဒီလိုမျိုးလေးထွန်းတာသူအေးဘီလက်မြေဘူအုတ်လို့ဘီလက်မြေလိုဟာမျိုးပေါ်မှာတော့အဲ့ထွန်းတာလူပုံတွေပိုင်းမျက်နှာတွေပိုင်းတော့ပေါ်တာอืมตรอมไม่ได้ดิอ่ะตรอมไม่ตรอมไม่ที่อ่ะก็มาซอยได้มั้ยลูกอันนี้ก็จี้ออกมาตะทวินน่ะทวินน่ะตลอดเล่มเหมือนมาเนาะ တော်တော်လောက်ဝင်ပါတယ်အကုန်လုံးကအဲ့ဒါထွင်းတာတဲ့ဟုတ်တယ်ဟုတ်ပါတော့ပဲโอ้ shit မိုက်တယ် နှွာတော့နောက်ထပ်မ ్యూజియం အင်ဒိုမ ్యూజియం တစ်ခုကိုသွားကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီ artist နှစ်ယောက်ပေါ့ Milo နဲ့ Set ကဆွဲထားတဲ့ပကြီးကားတွေကိုနှွာတို့ကသွားလည်မှဖြစ်ပါတယ်ဆိုတော့သူတို့နှစ်ယောက်ကတော်တော်လေးကိုနာမည်ကြီးရဲ့ artist လို့ပြောလို့ရမယ်ပေါ့နော်ဆိုဒီမှာ map လေးရှိတယ် map မှာဒီ Set နဲ့ Milo နဲ့နှစ်ယောက်ဆွဲထားတဲ့နေရာလေးတွေသူတို့မှာ sticker လေးတွေနဲ့လုပ်ထားတာပေါ့နော်ဆိုတော့ဒါလေးကလည်းတော်တော်လေးသူတို့နှစ်ယောက်ကနာမည်ကြီးရဲ့ဆွဲဟာလေးကိုပို့ပြီးတော့သိရတယ်ပေါ့နော်ဆိုတော့ ီမန်းကြည့်ပါအောင်အများကြီးပဲဆိုတော့သူကအနီနဲ့အပြာပေါ့သူတို့ရဲ့နာမည်မီလိုကအနီဆက်ကအပြာရောင်လေးပေါ့နော်ဆိုတော့သူတို့ဘလို့အလေးတွေဆွဲထားလဲဆိုတာသွားကြည့်ရအောင်အဲ့တော့အဲဒါလေးကတော့ခုနကပြောရမယ်ဆိုလို့ရှင်ရင်ဒီအကဟိုနှစ်ခုနှစ်ယောက်ပေါင်းထားတဲ့အပေါ့နော်ဒီမီလိုနဲ့ဆက်နဲ့နှစ်ယောက်ပေါင်းထားတဲ့အဲပေါင်းပြီးဆွဲထားတဲ့အလေးတစ်ခုဖြစ်ပါတယ်ဆိုတော့ဒါလေးကမသိလို့ရှင်တကယ်ကိုအပြစ်မှာအဲပုံစံလေးရင်းနဲ့လှုပ်ထားသလိုမျိုးဖြစ်နေတာအမှန်တော့သူတို့ဒါကိုပ ကြီးဆွဲထားတာပေါ့နော်နေရံမှာပကြီးဆွဲထားတာပါ ဒီပကြီကားလေးတွေကမင်လိုကဆွဲထားတဲ့ပကြီကားလေးဖြစ်ပါတယ်အဲ့တော့သူ့ပုံစံလေးတွေကတော့သူကဒီလူပုံလေးတွေကိုအယောင်ချေပြီးကြံတဲ့အနောက်က background လေးတွေကိုကအဖြူအောင်ပုံစံမျိုးလေးသူကလှုပ်ထားတာပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်သူကလူပုံလို့သာပြောရတာမျက်လုံးနှက်ခေါင်းပါးစပ်သေးချာမမြင်ရဘူးပေါ့နော်ဒါပေမဲ့အဲသူဆွဲထားတဲ့ဟာလေးဆိုလို့ရှိရင် color လေးတွေကဒီအရှိတ်ဘက်မှာပဲသုံးထားတာဖြစ်တဲ့အတွက်ပို့ပြီးတော့ရုပ်ကြွတယ်လို့ပို့ဖြစ်တယ်ပေါ့နော်ဒါကတော့ set ကဒါခုနကဒါမင်လိုဆွဲထားတာ အဲဟိုဘက်ဘေးမှာကြတော့အဲဆက်ကဆွဲထားတဲ့ပုံစံပေါ့သူကကြတော့ပို့ပြီးတော့အကုန်လုံးသူကကာလာအကုန်ထည့်ထားတယ်ဟိုမှာကြတော့ကာလာအဖြူနဲ့အဲကာလာနဲ့ဆက်ထားတာပေါ့ဒီမှာတော့သူတို့နှစ်ယောက်ပေါင်းပြီးတော့ဆွဲထားတဲ့ပုံစံမျိုးလေးဖြစ်ပါတယ် ဒါလေးကတော့ကျွန်တော်တို့ဒီနေ့ဝင်းမှုဝေါ်ကိုသွားလဲပတ်ပြီးတော့ experience တွေကြီးခဲ့တာတော့ဒါတော့ပါပဲ။ကျွန်တော်တို့အခုလိုမျိုးပေါ့နော်ခီးသွားတဲ့အတွေ့အကြုံလေးတွေ lifestyle လေးတွေ car review နဲ့ပတ်သက်တဲ့အကြောင်းအရာလေးသိချင်တဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဘာမဆက်လက် channel လေးကိုလည်း like follow subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့အောင်เนาะနောက်ထပ်လည်းကျွန်တော်တို့ video လေးတွေအများကြီးတင်ပြပေးဖို့ရှိပါတယ်။အားလုံးကိုကျေးဇူးများတင်ပါတယ်။နောက်ထပ် video တွေမှာပြန်တွေ့ပါမယ်။အားလုံးပဲ bye bye ပါ